ဘာဘလူးပဲဖြစ်ဖြစ်ဘလူးပုံစံဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးစုတယ်များတယ်ချစ်တယ်ချစ်ဟုတ်အဲ့မို့ချစ်တယ်ပဲပြောရမှာပေါ့ဘလူးဆိုကြားရမှာတို့မကြားရမှာတို့ကိုလည်းမြင်ဘူးတာမဟုတ်ဘူးကိုလည်းသိတာမဟုတ်ဘူးကျွန်တော်ကတော့အေးစိတ်ပဲဟိုအဓိကတော့ဟိုစိတ်ကပဲစောင့်တာပါအဲ့ဒါကြီးအကုန်လုံးက ောင်းကောင်းသလားပြန်တော့နဘလူးကြီးလည်းအရှင်းလည်းဒီမှာဒါကိုကြီးလည်းမမြင်အောင်ကိုကြီးကဒါစာစာစာရီဖတ်ရတာလို့ပြေဘုံတရားဟောတာလို့ဒါကြားကြားမှုရဲ့ဟာအဲ့လိုပေါ့အကုန်လုံးကတော့အကောင်းဆုံးစီရပါပဲဒါပေမဲ့ကျွန်တော်ဘလူးနဲ့ပတ်သက်ပြီးတော့ဘာဘာဆိုဘာမှမရှိဘူးဘာဆိုဘာမှလည်းမခံစားအောင်အော်အဲ့ဒါအ ဲ့ဒါကတော့လူတိုင်းတော်တော်များများကတော့မေးတယ်တော်တော်များများလေးဖြေဖြေရတဲ့ဖြေရတဲ့မေးခွန်းမျိုးပေါ့နော်အမေဟိုကျွန်တော်ကတော့ဒီဘလူးတွေစုရဲဆိုတော့ဘာရေရွယ်ချက်မှတော့မရှိဘူးဘာဆိုဘာမှလည်းမရှိဘူးဘာယူဆမှလည်းမရှိဘူး तू ဒီဘလူးဆိုတာလည်းလူတိုင်းမမြင်ဘူးပေါ့ဒါပေမဲ့အဲ့ तू သူ့ကိုဖန်ပြီးခဲ့တဲ့လူပေါ့ဘလူးဖန်ပြီးလို့ဖန်ပြီးခဲ့မှလည်းမသိဘူးဒါပေမဲ့သူ့ရဲ့ပုံမှန်အတွင်ပြင်အဲအဲ့လိုပေါ့ကျွန်တော်အတခုအနေနဲ့ပဲကြိုက်လို့စုပြတာပါ ဓမ္မကတော့ဘလူးဘယ်နှမျိုးလောက်ဆိုကျွန်တော်သိတဲ့ဟာကြီးလည်းရှိတယ်ပေါ့မသိတဲ့ဟာကြီးလည်းအများကြီးပြောကျွန်တော်ကဘလူးဆိုလို့ရှိရင်အကုန်လုံးပေါ့နော်အကုန်လုံးဆိုတာဘာဘလူးပဲဖြစ်ဖြစ်ဘလူးပုံစံဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးစုတယ်များတယ်ချစ်တယ်ချစ်တယ်ဟုတ်အဲ့မို့ချစ်တယ်ပဲပြောရမှာပေါ့ရှိတယ်ဒါဒါတော့အိမ်မှာအိမ်မှာလည်းအများကြီးရှိသေးတယ်ဟိုကပေါ့ဒီဟာဆိုသုံးပုံသုံးပုံလောက်ပဲရှိရုံးပေါ့ဒီဆိုင်မှာထားတာတွေဟာပေါ့နော် ကျွန်တော်အဲ့ကျွန်တော်ပထမဘာလောက်တော့ဆိုအဲ့အဲ့လိုပဲပေါ့မြန်မာဘတ်သွားတဲ့ပုံစံမျိုးလေးလောက်တယ်ပေါ့လောက်ပြီးတော့ကျွန်တော်ရဲ့အဲ့ collection ကတော့ blue ပေါ့နော်အဲ့ blue ကိုပဲကျွန်တော်အဓိကထားပြီးတော့စုပြီးတော့နောက်တစ်ခုကအဲ့လို decoration အနေနဲ့လည်းကျွန်တော်သုံးဖို့ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးစုပြတ်တယ်ပြန်အဲ့ငငယ်သေးရပေါ့အဲ့ blue တွေပါအဲ့ပုံစံလေးကိုကြိုက်လို့ပါကျွန်တော်စိတ်ကမကြမ်းဘူးကျွန်တော်ကတော့အေးချမ်းတယ်ကျွန်တော်ကအေးချမ်းတယ်ဆိုတာကျွန်တော်ဟို တခုခုဆိုဒေါသတွေပါလေထွက်မထွက်လွယ်ဘူးဒါပေမဲ့ဟိုအဓိကတော့အဲ့ဒါတွေကတော့လူတွေလိုက်တတ်မှတ်တာပါဟိုလူကဟိုလူကပြောရင်တမျိုးဒီလူကပြောရင်တမျိုးအဘလူးဆိုကျန်းရမှာတို့မကျန်းရမှာတို့ကိုလည်းမြင်ဘူးတာမဟုတ်ဘူးကိုလည်းသိတာမဟုတ်ဘူးကျွန်တော်ကတော့အေးစိတ်ပဲဟိုအဓိကကတော့ဟိုစိတ်ကပဲစောင့်တာပါအဲ့ဒါကြီးအကုန်လုံးကဟုတ်ရင်လည်းဟုတ်ပါဘောနော်ဟိုတချို့လူတွေတချို့ခံယူချက်တွေဒါကျွန်တော်တူတူတယောက်တည်းအတွက်ပါပဲ တချို့ဒါတွေကရှင်းလည်းရှိမှာမရှင်းလည်းမရှိဘူးပေါ့ဒါကတော့ကိုလည်းမပြောတတ်ဘူးဒါပေမဲ့ကိုကတော့တစ်ခါမှလည်းမကြိုဘူးတစ်ခါမှလည်းမပြောကြုံခဲ့ရင်တော့မကိုကသိချင်မှသိတယ်အဲ့လိုမျိုးပေါ့ဘလူးတဲ့ပတ်သက်လို့နိုင်ငံသားကအဲ့ဟိုအရင်ဘားဖွင့်တော့ကတော့မေးတယ်ဘာဖြစ်လို့ကြိုက်တာလဲဘာဖြစ်လို့စူတာလဲဆိုတော့ကျွန်တော်ဒီတိုင်းပဲဒီတိုင်းပဲပြောပြလိုက်တယ်ဒါပေမဲ့ဟိုအဲ့လိုပေါ့ဟိုဒီ site decoration လေးကနည်းနည်းထူကြတယ်ပေါ့ ခူးကြရဆိုတော့မြန်မာဘက်လည်းသွားတယ်ဒါပေမဲ့မြန်မာဘက်ဘက်တင်မဟုတ်ဘဲနဲ့အဲ့လိုနည်းနည်းကျန်းတယ်ဘက်သွားတယ်ပေါ့အဲ့လိုမျိုးဘလူးတွေပါတယ်သူတို့ကဘလူးဆိုလို့ချင်းကျန်းတယ်ပဲထင်တာကောင်းတဲ့ဘလူးတွေလည်းရှိပါတယ်ဒါဟိုဖျားရှင်လက်ထက်တွေကတဲ့ပါကျန်းတဲ့ဘလူးရှိတယ်လို့ပြီးတော့နောက်နတ်ဘလူးတွေလည်းရှင်းတယ်ရှိပါဘူးဒါကိုကြီးလည်းမမြင်အောင်ကိုကြီးကဒါစာစာစာရီဖတ်တာတို့ပြေဖုန်းတရားဟောတာတို့ဒါကြားကြားမှုတွေဟာတွေပဲပေါ့အကုန်လုံးကတော့အကောင်းဆုံးရှိရပါပဲဒါပေမဲ့ ကျွန်တော်ဘလူးနဲ့ပတ်သက်ပြီးတော့ဘာဘာဆိုဘာမှမရှိဘူးဘာဆိုဘာမှလည်းမခံစားအောင်အလင်းကားဒီပါတဲ့ကားတို့နဲ့ရီယံမျိုးနဲ့ပွားအယောင်းဝဲလှုပ်လို့ရလားဆိုရှိပုံနေရတော့ရှိပါတယ်ကျွန်တော်ဒီဟိုအလဲပကြေကားတွေဆိုလို့ရှိရင်တချို့အခုလူငယ်တွေဆိုလို့ရှိရင်တော်တော်များများကြိုက်လာကြတယ်ကိုတွေကြိုက်တော့ဆိုကိုတွေကြိုက်တော့ကိုတွေဟိုစပြီးတော့စူတော့ဆိုလို့ရှိရင် ဘလူးဆိုလို့ရှင်တော်တော်များတချို့ပကြီးဆရာကြီးဆိုလို့ရှင်ဘလူးဆိုမရေးချင်တဲ့လူတို့ဘလူးတက်တက်ရေးတဲ့ဘော်ဒါကြီးဆရာကြီးတယောက်ရှိတယ်အတော့ဘလူးတွေဆိုဘလူးတွေပြတ်တက်တက်ရေးရအဲအဲ့ဒါအဲသူဘလူးဘလူးဒီသားပဲရေးတဲ့ရှိတယ်ရှိတယ်ရှိတယ်သူကအဲ့လိုကျွန်တော်လိုမျိုးပဲဘာလို့လို့ဘလူးပါပြီးသားပဲအဲ့လိုအဲတချို့တချို့ခေါင်းတွေဆိုလို့ရှင်တကယ်အစ်စ်တွေပေါ့နော်အစ်စ်တွေဆိုတာသူဟိုဟာပေါ့ဇက်တွေပါဒီကတွေခေါင်းတွေ အဲ့လိုခေါင်းမျိုးတွေလည်းရှိတယ်အဲအဲ့ခေါင်းတွေလည်းရှိတယ်ပြင်တော့အဲ့ရုပ်သေးတွေပါလေဆိုလို့ရှိရင်လည်းတကယ်ကတဲ့ဟိုအလှမဟုတ်ဘဲနဲ့ပေါ့နော်တကယ်သူတို့ကတဲ့အားကြီးလည်းအဲ့ဒါကြီးလည်းရှိတယ်ပြောရှိပါတော်တော်များများကျွန်တော်ကအဲ့အဲ့လိုမျိုးအတူအဆအဆပေါ့နော်ကျွန်တော်လက်ထဲမှာရှိတယ်ကျွန်တော်ရှိမှရှိတယ်ဆိုလို့ရှိရင် နောက်ဘဝတစ်ခုပျောင်းပျောင်းသွားတယ်နောက်ဘဝတစ်ခုပျောင်းသွားတော့အခုဟိုကထားပါတော့လမ်းမရောက်လာတဲ့တစ်တစ်ပင်အချောက်တစ်ခုတော့မှကိုကိုတစ်ခုဖန်တီးလိုက်လို့ရှိရင် တခုမီးရင်လို့ပါအဲ့လိုမျိုးပေါ့အဲ့တိုင်းမှာအခုဟိုအယုတ်တွေပါကြီးပြောင်းရွှင်နေပျက်စီးတာတွေပါကြီးရှင်းရတယ်လေအဲ့ပျက်စီးတာနောက်နောက်တစ်မျိုးထပ်ပြသွားတယ်ပေါ့အဲ့ကျွန်တော်ကတော့အဲ့လိုမျိုးလေးဖန်တီးရပေါ့ဟုတ်အဲ့ဟာအဲ့ဟာကျွန်တော်ကလုံနေအကြပြီကျွန်တော်အဲ့ဘားဖွင့်နေရအဲအလေးကတော့ဘယ်ဘယ်လိုဖြစ်လဲဆိုတော့အဲ့အဲ့လိုပြောရလဲမကောင်းပါဘူးအရတုအရတုဟိုဟာဆိုလို့ဒါလည်း စိုင်းမှာလာတော့ကြတယ်ပလင်းတွေကိုထားခဲ့ကြတယ်အဲ့ပလင်းတွေကိုကလေးတွေကဒါသူဟိုဝင်ငွေလေးတစ်ခုအနေနဲ့ပေါ့နော်သူကတခြားလူပြန်ရောင်းတယ်အဲ့တခြားလူရနေပြီးတော့ရတုလို့လောက်တဲ့စီကိုရောက်တယ်ရောက်ပြီးလို့ဆိုရင်အဲ့ရနေပြီးတော့ကိုရီစီကိုပြန်ဖြန့်လို့ဆိုရင်ကိုရီကရတုတော့ပြီးရင်ဈေးကလည်းတက်တာလားဆိုတော့မတက်တာအောင်ဈေးကြီးပေးဝယ်တော့အဲ့အဲ့ဒါကြောင့်မို့တော့ခွဲဒီဟာတွေကိုခွဲမဲ့အတူတူပေါ့နော်ဒီခွဲမဲ့အတူတူကဘာလို့ဝင်ကောင်းမလဲဆိုပြီးတော့အဲ့ကျွန်တော်လောက်ကြည့် အရင်ဆုံးအဲ့ဝိုင်ဘလင်းတွေလှုပ်ကြည့်ဝိုင်ဘလင်းတွေလှုပ်တော့ကွဲတယ်ကွဲတယ်နောက်ပိုင်းနီးစနစ်ကမသိဘူးတင်ကြားပေးမဲ့လူကလည်းမရှိဘူးကျွန်တော်အဲ့ YouTube တွေကြည့်ခဲ့ဟိုအဲ့အဲ့လိုအဲ့ Facebook ပါကြည့်ရ YouTube ကြည့်ရပြန်အဲ့ Instagram တွေပါရင်မှာအဲ့လိုမျိုးကိုယ်တွေထက်တိုးတက်နေတဲ့လူတွေပေါ့ပြီးတော့နောက်တစ်ခုကတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဟာဒီဒီဟာတွေကဒီတိုင်းထားလိုက်ဒီတိုင်းဒီဘဝနဲ့စုံလို့ရပါသူတို့နောက်ဘဝတစ်ခုပြန်ပေးရပေါ့အားတို့ဘယ်လိုသုံးလို့ရပါလဲပေါ့ ုံးလို့ရပါဘူးအဓိကတော့အဲလုံရင်းနဲ့အဲကျွန်တော်ရှိမှာပလင်းနေရရှိရဟိုလုံးစရာဟိုဟာလေးကြီးလားရှင်ရှိတော့ကျွန်တော်လုံရင်းလုံရင်းနဲ့ဩဒီခွက်တွေကတကယ်ချင်းတွေကလက်ဆောင်ပေးမယ်ပေါ့ဟိုလူလက်ဆောင်ပေးမယ်လူလက်ဆောင်ပေးမယ်ပေါ့ကိုလည်းဝါသနာပါနေတာအဲ့ဒါလေအဲ TikTok TikTok မှာကျွန်တော်စပြီးတော့ဩငါလုပ်တဲ့ဟာလေး sharing လုပ်မယ်ဆိုပြီးတင်လိုက်တဲ့အချိန်မှာအဲ့မှာသူတို့ကဟိုသဘောကျပြီးတော့ဟိုတချို့လူတွေကလာအပ်ကြအပ်ကြတဲ့အချိန်မှာဆက်လုပ်ဖြစ်သွားတာပေါ့နော် အမအခုတည်းဒီတော့အဲစင်ပြေလိုက်မပြေလိုက်ပြေလိုက်မပြေလိုက်ပေါ့နော်တလုံးဖြတ် တလုံးရတယ်မှရတယ်ကံကောင်းရင်လည်းတလုံးဖြတ်တလုံးရတယ်ပေါ့ဟိုအဓိကတော့ကျွန်တော်ကဒီအားကြီးကိုလူမျိုးချောင်းစားဖို့ဆိုပြီးတော့လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ဟိုကိုကိုလိုပဲတော့အာငါးတော့ဒီခွက်လေးကြီးကြတယ်ငါးတော့သဘောကြတယ်ကြံတဲ့လူလည်းသဘောကြပါပဲလူချင်ပါပဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးအဲ့လိုလှုပ်လှုပ်ပေးတာများတယ်ငါဘာလို့ကောင်းမှမသိဘူးဆိုတော့ဒါပေမဲ့အော်ကိုဟိုပထမတော့ရေးစမလိုက် တက်စီးလုံးဆွဲမလို့အကုန်အကုန်လုံးမျက်စိမှလာရလူတွေအကုန်အိုက်ခွေးနေတယ်ဆိုရမလို့တချို့အခုနောက်ပိုင်းဆိုတော့ကြောက်ဒီခွေးပေါ့တင်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့သူတို့မှမထွက်ဘူးခဲ့တာအကိုကြိုက်ရင်တော့ပါပေါ့နော်ကိုကြိုက်ရင်တော့ပါဆိုတော့ကိုကြိုက်ရင်တော့ပါဆိုဘယ်လိုပြောပြရမလဲအဲအခုနောက်ပိုင်း digital kit ဖြစ်လာတော့ဒီဒီခွေးပေါ့ဒီခွေးပေါ့တင်လဲအနှစ်သာရတိတ်မရှိတော့တယ်လို့ခံစားရပါဆိုလို့နောက်ဆုံးဒီ ဟိုတွတ်ပြီလို့ဆိုလို့ရှိရင်လည်းဒါသူတို့အခွေထွက်ခဲ့တယ်လေကျွန်တော်ငယ်အိုးရင်လည်းကစားကွေနဲ့နားတော့အဲ့လိုမျိုးရှိခဲ့လို့ပြန်တော့ဒီဒီဘောတည်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကအဲမရှိတော့လေလူကြီးစင်တာဗျာအခုထဆွဲမှုတွေလည်းရှိသေးတယ်။ဟိုပြနေတာဆိုတော့လူကြီးပဲဖြစ်လူငယ်ပဲဖြစ်တိရလူပဲဖြစ်မတိရလူပဲဖြစ်စိုင်ထဲကိုဝင်လာလို့ရှိရင် တို့ရဲ့စိတ်ထဲမှာတခုမဟုတ်တခုကြံခဲ့ကြံခဲ့အောင်ကြံခဲ့အောင်ဗောနော်အခုဆိုလူကြီးပိုင်းနေဆိုလို့ချင်းလာစားကြဟာဒါငါတို့ဒါငါတို့ငငယ်တော့ဘလို့သုံးခဲ့ငါအဖေစီကဘလို့ခိုးခဲ့အဲ့လိုမျိုးတွေပါပြောတဲ့လူတွေရှိတယ်အဲ့အဲ့လိုတချို့95ကျက်တယ်ဒီပါကြီးဆိုလို့ရှိရင်လည်းဒါဒါကြီးကလုံးဝဒီစက်ကူကြီးဖြစ်သွားစက်ကူကြီးဆိုတာဘာဆိုဘာမှတန်ဖိုးဆိုတာဟာကြီးကမရှိတော့ တို့လူကြီးတွေအကုန်ပြတ်ပေါ်လာတဲ့ပြန်အင်းပေါ်ပြန်ပေါ်လာတဲ့သဘောတွေပေါ့သို့လူကြီးတွေပြီးတော့နောက်တစ်ခုကကြောက်တယ်ဟိုပြပြန်ကြည်ရတာဟိုအရင်တော့ပုစံတွေကကြည်ရတာဘယ်လိုကျွန်တော်စိတ်တော့လှရတယ်လို့ခံစားရလို့အဲ့မဲ့ကိုကျွန်တော်အဲ့လိုမျိုးဒီလုပ်တွေလုပ်နေလို့နားလဲပေးလားဆိုတော့သူကတော့နားလဲပေးပါတယ်တချို့စိတ်ညစ်စရာတွေဟိုကဖြစ်လာတယ်ဆိုလို့ရှိရင်သူ့ကိုအများကြီးအားပေးစကားတစ်ခုပြောရတာရှိတယ်။အဲငါတို့ငါတို့နှစ်ယောက်ကလို့ ဟိုလူရဲ့နေရာရဲ့အချိန်ရဲ့လွဲရောင်လေလို့လုံးဝတေချာမထီသေးဘူးပေါ့နော်တေချာထီလို့ရှင်အစင်ပေးွားအဲ့ဒီအချိန်ကိုသွားပြီးတော့အခုလက်တလောဖြစ်နေတဲ့ဟာကိုသွားပြီးတော့စိတ်စိတ်ညစ်မနေနဲ့ပေါ့နော်အချိန်တစ်ခုကိုစောင့်ရပါပဲကိုကလုံးဆရာကြီးရတယ်လုံနေဖို့ပဲလိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့အချိန်ရဲ့ပဲတစ်ခုတစ်ခုခုဆိုလို့ရှင်ကျွန်တော်အဲ့ဖန်သီးတာအဲ့ creation လုပ်တာပဲဖြစ်ပါပဲဖြစ်ပါတော့အချိန်ချင်းတန်းပြီးလိမ့်မယ်ပြင်တနေ့တစ်ခုပြီးအောင်လုပ်မယ်တစ်ခုမဟုတ်တစ်ခုငါပြီးအောင်လုပ်မယ်ဆိုပြီးတော့အဲ့လိုမျိုး ဆယ်ရက်ဆိုဆယ်ခုပြီးရယ်လေအဲ့လိုမျိုးသွားရပေါ့ကျွန်တော်စိတ်ကိုကျွန်တော်အဲ့လိုမျိုးတော့ထားရတယ်